မင်္ဂလာနနက်ခင်ပါယေရှုခရစ်နာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတပိုက်ပူချိန်ကတော့28ဒီဂရီရှိပြီးတော့30ဒီဂရီရှိတယ်လို့ခန့်သားရရှိနိုင်ပါတယ်ဒေရုရည်သွေးကအတင်းတင်းဖြစ်ပါတယ်တနိတာလုံးမှာတိမ်တင်းတင်းရှိပြီးတော့ဝန်လွဲပိုင်းမှာနေရာကွက်ကြားမိုးနှဲငယ်ရွာပါမယ်မြင့်ဆုံးပူချိန်က33ဒီဂရီဖြစ်ပါတယ် နေ့စဉ်ဝိပုခြင်းလင်းပြမေလ23ရက်တောက်ကြနေ့2025ခရစ်တော်သည်ရခတ်သိန်းတို့၏အထွတ်ထိပ်ဒီကချက်ခလောသဲဩဝါဒစာမခွန်အားယူစရာများအပိုင်း3ဖဲ့ရင်ကျမ်းချက်ဂလောသဲဩဝါဒစာခန်းကြီး1ခန်းငယ်19မှ23သူသားတော်သည်မျက်မြင်မရသောဖျားသခင်ဤပုံတံတော်ဖြစ်၏ဝိနေယတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏အကြောင်းမူကားထိုသားတော်သည်ကောင်းကင်ပေါ်ရေကြီးပေါ်မှရှိသည်မသောယူပအရာအယူပအရာဇာဇပလင်ဖြစ်စေအစိုးရခြင်းတကူဖြစ်စေ အထွတ်အမြတ်ဖြစ်စေ အာနာဇက်ဖြစ်စေခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ထိုသခင်အားဖြင့်၎င်းထိုသခင်အဖို့လို့ငါ၎င်းခတ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏ ။ဒါတော့ဒီလေခက်သိမ်းသောအရာမဖြစ်မီဖြစ်တော်မူ၍ခက်သိမ်းသောအရာတို့သည် တကိုးတော်အားဖြင့်သာတည်ကြ၏။အသိန်းတော်သည်ဟူသောကိုဤဥကောင်းဖြစ်တော်မူ၏။အရာရာ၌ထူးမြတ်ခြင်းကမူလအရင်းမြစ်ဖြစ်၍သေသောသူတို့တွင်သာဥဖြစ်တော်မူ၏။အကြောင်းမူကားခက်သိမ်းသောပြည့်စုံခြင်းကိုသားတော်၌ချိန်ဝတ်စေခြင်းက၎င်း လက်ဝါးကားတိုင်းမှာသွန်သောသွေးတော်အပြင်ရံကိုငိမ့်စေ၍ကောင်းကင်အရာဖြစ်စေရေကြီးအရာဖြစ်စေထက်သိမ်းသောအရာတို့ကိုသားတော်အပြင်ဖျားသခင်နှင့်မိထာယာဖွဲ့စေခြင်းက၎င်း အလိုရှိတော်မူ၏အထက်ကဖျားသခင်နှင့်ကြွာရှင်း၍စိုးညစ်သောအချင်းကိုကျင့်သဖြင့်စိတ်နှလုံး၌ရံသူဖြစ်သောတင်တို့ကိုကိုခန္ဓာတော်၌အသေးခံတော်မူသောအခြင်း တကူမိတ္တဟာယဖွဲ့စီတော်မူ၏အကြောင်းမူကားကောင်းကင်အောင်၌ရှိသမျှသောဝိနေယတ္တဝါတို့အားဟောပြောသဖြင့်သင်တို့သည် ကိုယ်တိုင်ကြားရပြီးသောဧဝံဂေလိတရား၏မျှော်လင့်ခြင်းမှာ မွေ့လျော့ပဲတိုင်မြင့်ကြခြင်းတည်ကြည်ခြင်းနှင့်တကားရဲမြန့်စွာယုံကြည်ကြလင်တန့်ရှင်းစင်ကြယ်လျက်အပြစ်တင်ကွင်းနှင့်ကင်းလွတ်လျက်ရှိသောသင်တို့ကို ရှိတော်၌စက်တမြည်အကြောင်းသည်ရှင်ပေါလုသည်ကောလောသဲမှရှိတဲ့ယုံကြည်သူတွေကိုအခြားအရာတွေဆုတောင်းပေးတတ်တဲ့ဘုရားသခင်ကိုတည်တော်ဉာဏ်ပညာနဲ့ပြည့်စုံဖို့ဆုတောင်းပေးရင်းနဲ့မှတစ်ဆက်တည်းမှာပဲယုံကြည်သူခရိယန်တွေမှာ အလွန်အရေးကြီးတဲ့အချက်ကို သူပေါ်ပြပါတယ်အဲ့ဒါကတော့သခင်ယေရှုရဲ့အထွတ်ထိပ်ဖြစ်ခြင်းဖြစ်ပါတယ်သခင်ယေရှုသည် မျက်စိနဲ့မမြင်ရတဲ့ဘုရားသခင်ရဲ့ပုံတံတော်ဖြစ်တဲ့ နောက်ပြီးတော့ရှိရှိသမျှတတဝါအပေါင်းတို့ရဲ့သားဦးလည်းဖြစ်တယ်။နောက်ပြီးတော့အဲ့ဒီသားတော်သခင်ယေရှုခရစ်သည်ကောင်းငင်ပေါ်မှာမြေကြီးပေါ်မှာရှိသမျှသောယောဝိတုနဲ့ရှိတဲ့အရာယောဝိတုနဲ့မရှိတဲ့အရာတွေအားလုံးနဲ့တကွာ အထွတ်မြတ်တွေအာနာဇတ်တွေအားလုံးကိုဖန်ဆင်းပြီးတော့မှ သူ့အားဖြင့်၎င်းသူ့အတွက်၎င်းခတ်သိမ်းသောအရာတို့ဟာဖန်ဆင်းထားကြတယ်။နောက်ပြီးတော့သားတော်သည်ခတ်သိမ်းသောအရာမဖြစ်မီတည်ရှိထားခဲ့ပြီးတော့မှခတ်သိမ်းသောအရာတွေဟာလည်း တကိုးတော်အားဖြင့်သာတည်ရှိတယ်။နောက်ပြီးတော့အသင်းတော်မှာလည်းသူဟာအထွတ်ထိပ်ဖြစ်တယ်။ရှင်ပြန်ထမြောက်ခြင်းမှာလည်းသူဟာသာဦးဖြစ်တယ်။နောက်ပြီးတော့ခမည်းတော်ဘုရားသခင်ကိုယ်တိုင်ကသခင်ယေရှုကိုလက်ဝါးကားတိုင်းမှာသွန်းတဲ့သူတော်အားဖြင့်အရာခတ်သိမ်းကောင်းကင်အရာမြေကြီးအရာခတ်သိမ်းသောအရာတွေကိုပြန်လဲပြမရန်ငိမ့်စီပြီးတော့ဘုရားသခင်နဲ့မိထာယာဖွဲ့ဖို့အလိုရှိတော်မူပါတယ်။ သခင်ရှုသည်ဖန်ဆင်းခြင်းတတ္တဝါတွေဖြစ်တည်ခြင်းတွေမှာအထုထိတ်ဖြစ်တယ်။အသင်းတော်ရဲ့အထုထိတ်ဖြစ်တယ်။ရှင်ပြန်ထမြောက်ခြင်းမှာအထုထိတ်ဖြစ်တယ်လို့ဒီဘုရားသခင်နဲ့အရာရာပြန်လဲတင့်မြတ်မဲ့လမ်းကြောင်းမှာလည်းအထုထိတ်ဖြစ်တာကို ခံယူပြီးတော့မှကျွန်တို့ယုံကြည်သူခရိယန်တက်တာတွေမှာခွင့်လွှတ်ခြင်းကယ်တင်ခြင်းကိုပဲရရှိတာမျိုးမဟုတ်ဘဲနဲ့သခင်ရှုကိုကိုဘွားရဲ့အထုထိတ်ဖြစ်သာပြီးတော့မှသက်ရှင်လျှောက်လန်းကြဖို့ရန်ဖြစ်ပါတယ်။ ဆက်လက်ဆုတောင်းကြပါစို့မြစ်တော်ရရှင်ဖပြဒီနေ့ဒီနေ့အတွက်လဲဘုရားကျေးဇူးတော်ကိုချီးမွမ်းပါရယ်ဖက်ခဲဒုက္ခပြတနာမကြံစီနိုင်လောက်တဲ့အရာတွေမှဘုရားကြော်လွားအမြင်ခွင့်ပေးခဲ့တဲ့စိတ်လင်းတဲ့စစ်စာရာပါရရဲမြစ်ကိုတင်းတင်းတိပူဆောင်တဲ့အတွက်ကျေးဇူးတော်ကိုသူချီးမွမ်းပါရယ်သင်မင်းရဲ့အရေးသိစဉ်လွန်မိုးနေတော်လဲကိုရောရှိနေတယ်လန်ဒန်နဲ့တောင်ဝဲတော်ကကျွန်တော်တို့ကိုချမ်းသာနေစေတဲ့အတွက်ကိုရောကိုကျေးဇူးတင်ပါတယ် ပရရှင်ဆက်လက်ပြမပြေလွာပုံဆောင်ရတဲ့သူတွေအိမ်တွေဖြည့်ဆည်းခံရတဲ့သူတွေမိမိအတိုင်းဝိုင်းတွေအဲတိုင်းမြုံတွေဖြည့်ဆည်းခံသူတွေကိုရရှင်သူပါရှိပါပြန်လဲပြတို့တို့အတိတ်တော်တတဘဝတွေအကောင်းဆုံးပြန်လဲသူတော်နေတော်ခွင့်ကိုကိုရရှင်ပြင်ဆင်ပေးပါမန္တန်ကြီးကိုလည်းကိုရရှင်ဆက်စရပြန်လဲတည်ဆောက်နိုင်တော်ခွင့်ကိုပေးတနာရမှုပါပညာရေးတွေလူမှုရေးတွေကျမ်းမာရေးတွေကိုရောအစစအရာမှာကိုရရှင်ပါရှိအုပ်စိုး ။လမ်းပြပို့ဆောင်လည်းပြန်လည်တူထောင်သိမ်းမြတ်နိုင်ဖို့မာသာသနာတော်မူပါ။ကိုရရှင်သည်ရခိုင်သိန်းရဲ့အထွတ်မြတ်ဖြစ်တဲ့ရခိုင်သိန်းကိုဖန်ဆင်းတဲ့အရှင်ဖြစ်တဲ့တကူရီအာနာရီယူပါအာယူပါရာအားလုံးကိုကိုရောဖန်ဆင်းပိုင်သာပြီးကိုရောအားဖြင့်ကိုရောပို့လို့ငါဖြစ်တယ်ဆိုတဲ့အတိုင်းမြန်မာနိုင်ငံကြီးသည်ကိုရောကိုအထွတ်မြတ်ထားနိုင်ဖို့ကိုရရှင်ကောင်းကြီးပေးပါပြင်ဆင်ပေးပါလမ်းပြရမှုပါဘုရားကိုကိုလုံးကူစား လွတ်မြောက်ခြင်းရရှိတဲ့နိုင်ငံကြီးဖြစ်စေပါမည်အကြောင်းကောင်းကြီးချပေးမှသာသနာရမှုပါဂရရှင်ဖန်ဆင်းစားကအတိုင်းအသစ်ပြုရင်ဖန်ဆင်းတဲ့မြန်မာနိုင်ငံကြီးဖြစ်စေဖို့ကောင်းကြီးပေးပါမကောင်းတဲ့နေရာတွေအားလုံးကတောင်းကနေဖြစ်စေတဲ့နေရာတွေအားလုံးဘရော့ဖယ်ရှားရမှုလေကောင်းလုံးပြန်လဲပြီးတော့မှဆင်းတကြဖြစ်လာစေပါမည်အကြောင်းဂရရှင်ကောင်းကြီးချပေးမှသာသနာရမှုပါမတရားဖန်ဆီးချုံနောင်ခံတဲ့သူတွေအားလုံးအမြန်ဆုံးလွတ်မြောက်စေပါ တို့ရှိတဲ့နေရာမှာလည်းတို့ဉာဏ်စေခြင်းနှိပ်စက်ခြင်းတတ်ချက်ခြင်းတွေမရှိစေပါမည်အကြောင်းပရောရှင်ကောင်းကြီးပေးပါသင်တော်ဒီအားလုံးကောင်းကြီးပေးပါယုံကြည်သူတွေအားလုံးရဲ့ဆုတောင်းကြကရောရှင်နားညောင်းတော်မူပါထို့ပြင် သာသမိမာနိုင်ငံသူငယ်နေတဲ့ရဲ့ဟိုကျွေးတဲ့ကြီးတွားတဲ့အဟိတံသွေးမြေကြတာဒီဘုရောမျက်ရည်ဒီအားလုံးကိုကရောရှင်နားညောင်းပြီးနာပြည်ကြီးကို အားလုံးတောင်းတလိုလားနေတဲ့လွတ်လပ်ငြိမ်သက်ခြင်းကိုကိုရရှင် မကြခင်ပြင်ဆင်ချပြီးမသာသနာတော်မူပါဒီကြားထဲမှာပြည်သူတွေဘာမှမထိခိုက်စေဖို့လေကိုရရှင်ပြင်ဆင် ကောင်းကြီးချပြီးမသာသနာတော်မူပါလမ်းပြတော်မူပါပို့ပို့ပြီးတော့စိုးဝါလာမယ်လို့မန်စာချက်တွေရှိတော်လည်းပဲကိုရရှင်တကူတော်ဖြင့်လမ်းပြပို့ဆောင်ကောင်းကြီးပြီးပြီးတော့ကိုရရှင်ကိုရတိုင်တရားထမဘက်ကစစ်တိုက်တော်မူခြင်းအပြင် မတရားမှုတွေအလုံးပါပြောက်စေပါမည်ကြောင်းအခင်ရှုခရစ်တော်၏နာမတော်မြတ်ကိုမြည်ပြုလက်သနာခံ ဆုတောင်းကြပါရစေဖာဗျာအာမင်